မင်္ဂလာပါမြန်မာ news network ကနေကြိုဆိုပါ၏မြန်မာသတင်းနှင့်နိုင်ငံတကာသတင်းများတင်ပြသွားမည်ဖြစ်သည်တီးတိမ်မြို့နယ်ရှိကလေးတိုင်းငင်းလမ်းမပေါ်တွင် တိုက်ပွဲဖြစ်ပွားစစ်ကောင်စီတုံးလက်နက်ခဲယမ်းများတင်စီရမည် ချင်းပြည်နယ်တီးတိမ်မြို့နယ်ရှိကလေးတိုင်းရဲ့အချက်ချာလမ်းမပေါ်တွင် နောက်ဆုံးချိန်တွင်စစ်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်မှလက်နက်ခဲယမ်းနှင့်စစ်ရေးပစ္စည်းမျိုးမျိုးသိမ်းဆည်းရမိကြောင်းရှေ့တန်းစစ်ရေးတရင်အရာတရင်ရရှိသည်မေလ18ရက်နေ့ကစတင်ကကလေးမြို့မှတပ်ရင်အားဖြင့်တင်းကတီးတိမ်မြို့နယ်သို့ထိုးပေါက်လာသည့်စစ်ကောင်စီတပ်နှင့်ချင်းကာကွယ်ရေးပူးပေါင်းတပ်များကြားတိုက်ပွဲအသစ်တစ်ကြိမ်ထပ်မံဖြစ်ပွားခဲ့သည် ခလေးတိုင်းရင်းလမ်းမအတိုင်းကစစ်ကြောင်းတပ်တွေအားပြန်လည်ဖြစ်တင်းပြီးတက်လာသောစစ်ကောင်စီတပ်ကိုချင်းဘက်ကတင်းတင်းထန်ထန်တိုက်ခိုက်နေစေဖြစ်ကြောင်းလက်ရှိအချိန်ထိတိုက်ပွဲအဆက်မပြတ်ရှိနေသည်ဟုရှေ့ရမ်းမှသတင်းရေးမြစ်ကဖော်ပြသည်။ထို့ပြင်တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့်အနီးအနားဒေသများတွင် ကလေးမျိုးအခြေဆိုင်စစ်ကောင်စီ၏အမြောက်တပ်ရင်းမှလက်နက်ကြီးကြီးများအားစက်တိုက်ပစ်ခတ်ကူညီနေသည်ဟုလည်းသတင်းရရှိသည်။ ်ရှိအချိန်တွင်စစ်ကောင်စီတပ်သည် ရှေ့တိုးနိုင်မှုမရှိသေးပေတချို့ကဏ္ဍများတွင် နောက်ဆုံးနေပြီဖြစ်ပြီးကျွန်တော်တို့ဘက်ကလည်းတံပြန်ထိုးစစ်ဆင်နေပေသည့်တိုက်ပွဲပြင်းထန်လာချိန်တွင်ကလေးမျိုးဘက်မှလက်နက်ကြီးများပစ်ကူမှုရှိနေသည်ဟုသတင်းရင်းမြစ်ကထပ်မံဖော်ပြသည်တိုက်ပွဲအတွင်းနှစ်ဖက်စလုံးထိခိုက်မှုများရှိခဲ့ပြီးစစ်ကောင်စီဘက်မှ AA-3 35လက်ကျော်စနိုက်ပါလက်ပစ်ပုံများမျိုးစုံသောကြီးစံများမိုင်းမျိုးမျိုးနှင့် အင်နာဂါဘုံဒီများအပြင် အခြားစစ်ရေးပစ္စည်းအများပြားကိုချင်းတက်ဖွဲ့များက သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်ဒီတိုက်ပွဲတွင်ချင်းလဲကောင်စီစီစီချင်းညီနောင်အဖွဲ့ CB နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှတပ်ဖွဲ့ဝင်များပူးပေါင်းကာတကြွစွာပါဝင်တိုက်ခိုက်ခဲ့ကြောင်းသတင်းတွေဖော်ပြထားသည်မေအောင်လိုင်းရုရှားသွားရောက်ခြင်းကစိတ်ချမ်းသာစရာဖြစ်ပြီးနောက်ထပ်လဲလာမည်ဟုဆိုအကြံဖက်စစ်အုပ်ချုပ်ရေးခေါင်းဆောင်မေအောင်လိုင်းသည် ရုရှားနိုင်ငံပရီယက်ရှာပြည်နယ်သို့၃ချိန်မြောက်တွားရောက်ခဲ့ပြီးခရီးသည်စိတ်ချမ်းသာမှုအပြေအဝဖြစ်သည်ဟုဆိုကာမကြာမီနောက်ထပ်တွားရောက်နိုင်ရေးစ조사မည်ဖြစ်ကြောင်းပြောကြားခဲ့သည်ဆွန်လာ26ရက်နေ့တွင်မင်းအောင်လိုင်းကဗရီယာချာပြည်နယ်သို့ရောက်ရှိစဉ်တွင်ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပြီးထိုအကြောင်းအရာများကိုစစ်ကောင်စီထုတ်သတင်းစာများတွင်လည်းထပ်မံဖော်ပြထားသည် အင်မတန်စိတ်ချမ်းသာပါတယ်ဒေတာလည်းတာယာလှပပါတယ်မြမာနဲ့ရင်းနှီးတဲ့အနားတစ်ခုကိုရောက်လာသလိုခံစားရပါတယ်သုံးချိန်မြောက်ပါပြီလာတာကိုဒေတာကိုပြန်လာသလိုဖြစ်တယ်နောက်ထပ်အခါတချို့မှာလည်းပြန်လာဖို့စူးစမ်းပါမယ်ဟုမင်းအောင်နိုင်ကရုရှားမီဒီယာသို့ပြောကြားခဲ့သည်ဘင်းခီးစင်အတွင်းမင်းအောင်နိုင်သည် ဗရိယယာပြည်နယ်နှင့် ကျမ်းမာရေးပညာရေးနယ်ပယ်များတွင်ပူးပေါင်းဆောင်ရွက်ရန်ကမ်းလှမ်းချက်များကိုလက်ခံသွားမည်ဖြစ်ပြီးစိုက်ပျိုးရေးနယ်ပယ်နှင့်ဆိုင်ရာဆွေးနွေးမှုများလည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်ပူးပေါင်းလှုပ်ဆောင်ရန်လိုအပ်သည့်နယ်ပယ်များစွာရှိနေသည်ဟုလည်းထပ်မံဖော်ပြခဲ့သည် အခြားသတင်းအရဗီရီယာပြည်နယ်အုပ်ချုပ်ရေးမှူးကမြန်မာနိုင်ငံနှင့်ပတ်သက်၍ Rapid Bio စေဝါကုမ္ပဏီမှစေဝါနည်းပညာနှင့်ပစ္စည်းများတင်သွင်းရေးအတွက်မှတ်ပုံတင်လုပ်ငန်းများဆောင်ရွက်နေသည်ဟုပြောကြားပြီးယူလန်ယူမှထုတ်လုပ်သောရဟတ်ယာဉ်နှင့်ပတ်သက်၍ပို့ဆောင်ရေးပူးပေါင်းမှုလုပ်ငန်းစဉ်များကိုစီစဉ်ထားကြောင်းလည်းဖော်ပြသည် ထို့ပြင်မြန်မာနိုင်ငံမှရုရှားဘာသာစကားသင်ကြားနေသောဆရာများအတွက်ထက်ဆင့်သင်တန်းများနှင့်အဆင့်မြင့်သင်တန်းများကိုပရီးယရှားမှပေးနိုင်ကြောင်းပရီးယရှားတက္ကသိုလ်များတွင်မြန်မာဘာသာဌာနဖွင့်ရန်စီစဉ်ဆောင်ရွက်နေကြောင်းနှစ်နိုင်ငံအကြားခရီးသွားလုပ်ငန်းတိုးတက်မှုအတွက်လည်းသဘောတူညီမှုရှိကြောင်းသိရှိရသည် ယူရေနီယံထုတ်လုပ်မှုကိုမကြမီပြန်လည်စတင်နိုင်မည်ဟုအီရန်၏နျူကလ িয়ার စွမ်းရည်အပေါ်အကဲဖြတ်ချက်တင်ခဲ့တဲ့ကုလသမဂ္ဂနျူကလ িয়ার စောင့်ကြည့်ရေးအေဂျင်စီ IAEA ညွှန်ကြားရေးမှူးချုပ်ရာဖဲမာရီယာနိုဂရော့စီကဇွန်26ရက်နေ့ကပြောကြားခဲ့သည်ဟု CNN သတင်းရဖော်ပြသည် အမေရိကန်ဘက်မှအစွန်ကအစောပိုင်းကအီရန်ရှိနျူကလ িয়ার စိတ်ယုံသုံးယုံကိုတိုက်ခိုက်ခဲ့ပေမဲ့ဂရော့စီကအစိုးရစိတ်ယုံများသည့်တချို့ဘုံးတံခံခဲ့ရတော့လဲလုံးဝဖျက်ဆီးခြင်းမရှိကြောင်းထို့အပြင်အီရန်နေဖြင့်နျူကလ িয়ার စီမံကိန်းများကိုဆက်လက်တိုးမြှင့်နိုင်ရန်အခြားနည်းလမ်းများရှိနိုင်ကြောင်းထုတ်ဖော်ပြောကြားခဲ့သည် ထိုတိုက်ခိုက်မှုနောက်ပိုင်းကာလတွင်သမရဒေါ်နယ်ထရန့်ကအီရန်၏အဓိကနျူကလ িয়ার စက်ရုံများကိုလုံးဝချေမှန်းခဲ့ပြီးဟုပြောခဲ့တော်လဲကာကွယ်ရေးထောက်လှမ်းရေးအေဂျင်စီများကတော့စက်ရုံများသည်အနေငယ်ပျက်စီးမှုရှိသည့်အထိသာထိခိုက်ကြောင်းလအနေငယ်အတွင်းတွင် ထုတ်လုပ်မှုများပြန်လည်စတင်နိုင်ကြောင်းသုံးသပ်ထားသည်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် like subscribe ကောင်းကောင်းလေးနှိပ်ပြီးဆက်လက်အားပေးကြအောင်နော်